ဒါကတဲရရောက်60စင်တီမီတာလောက်ပါပါခင်ဗျားနဲ့အတူတခြားဦး80လောက်လည်းရှိပါတယ်အထူးဖြစ်မလားအမားဖြစ်မလားတော့ကျွန်တော်လည်းမသိတယ်လို့ခင်ဗျားရဲ့လက်မမေကြီးလည်းမသိပါဘူးနေနေနဲ့ပူရင်တော့အမားဖြစ်မှာပါဘာလို့လဲဆိုတော့တကယ်လို့အပူချိန်က31ဒီဂရီဆယ်စီယပ်အထက်ဆိုရင်အမားဖြစ်ပြီးတော့29ဒီဂရီဆယ်စီယပ်အောက်ဆိုရင်တော့အထီးပေါ့အပူချိန်ရပဲဆုံးဖြတ်ပါတယ်အကောင်တစ်ကောင်မှာတစ်ကောင်လောက်ပဲတက်တန်းသိနေရမယ်ခင်ဗျားရဲ့လက်ဘွားလေးကနေကြိုးတူလိုက်ပါတယ်ပြောရင်းနဲ့နေပူလာလို့ခင်ဗျားတယောက်ကလွယ်ရင်ကျန်တာတွေအကုန်အမားတွေဖြစ်သွားပါ မွေးတဲ့ကခင်ဗျားအောင်းနိုင်သူဖြစ်ဖို့မွေးလာတာပါဘာလို့လဲဆိုရင်မမွေးခင်တည်းကခင်ဗျားကြော်တက်ခဲ့ရတာရှိပါတယ်ဒါတွေကတော့ဝတ်တီမြေကွေးတွေနဲ့ပုတ်တင်ညိုကြီးတွေပါသူတို့တကောင်နဲ့တွေ့ရင်တော့ခင်ဗျားတရားရခိုင်နှုံးသေးမှာပါဟိုကရေတရဝါခင်နေတာတော့ကုန်းပေါ်ကောင်တွေလိုက်တာခံနေရတာတော့မဟုတ်သေးပါဘူးပြီးတော့ခင်ဗျားဥထဲမှာတည်းကကိုးမောင်နှမတွေကိုစကားလန့်တော်လို့ရပါတယ် အကုန်လူဆုံးပြီဆိုရင်တော့အတူတူလောရမယ်အလုတ်တခုပေါ်လာပါပြီဒီအလုတ်နမယ်ကလိတ်ပေါက်တူးပါဟုတ်ပါတယ်မွေးတယ်ဆိုနေတူးပါတူးနေကြရင်းနဲ့တဲရဲ့အပူချိန်မြင့်လာလို့တဝက်လောက်ထပ်ပြီးကြော့ကြော်ခံလိုက်ရပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ခနဲအောင်နှုတ်ထားတဲ့60စင်တီမီတာကိုကြော်ပြီးထွက်လာပါပြီဘယ်သွားမှမသိတဲ့ခနဲတို့ရဲ့ပထမဦးဆုံး GPS ကအလင်းရောင်ပါတဝက်လောက်ကအနောက်ဘက်ကအလင်းရောင်နောက်ကိုလိုက်ကြပါတယ်ခနဲအပါဝင်ကျန်တဲ့တဝက်ကတော့အရှေ့ဘက်ကအလင်းရောင်ကိုလိုက်ပါ ။ခင်ဗျားတို့သွားနေရင်ကနေခဝိုးရပင်လေကိုနေတော့ကိုတစ်ဖက်ဘဲရောက်သွားလဲစဉ်းစားမိသွားပါတယ်။သူတို့သွားနေတာလမ်းမီးနဲ့မျိုးရည်စီကမီးတွေကိုပါ။ဒါတော့ light pollution kill လို့ပဲခေါင်းစဉ်တက်လိုက်ပါမယ်။ကိုပေါက်လာတဲ့လိပ်တွေအကုန်လုံးရဲ့30ရာခိုင်နှုန်းကကားလမ်းနေကားပါကင်နေရောက်ပြီးတေချပါတယ်။ပင်လေစီသွားနေတဲ့ခင်ဗျားကလည်းအချိန်မီရောက်ဖို့လိုလာပါပြီ။မဟုတ်ရင်အားကုန်ပြီးအနိဋ္ဌာရောက်သွားနိုင်ပါတယ်။ဒါပေမဲ့အေးအေးဆေးဆေးသွားလို့ကလည်းမရရမှာပါဘူး။ ဘာလို့သူအယုံနုကြိုက်တဲ့ကောင်တွေရှိနေလို့ပါခဏန်းခွေးနဲ့ငှက်တရအယုံနုကြိုက်ကြပါတယ်သူတို့ကြိုက်တဲ့အယုံနုဆိုတာကတော့ခဏရပေါ့ဒီကောင်တွေတရားနေရှောင်ဖို့ပြင်းလွှားရင်းနဲ့နောက်ဆုံးမှာတော့ပင်လယ်ရေထဲကိုရောက်သွားပါပြီတငယ်ချင်းတွေကလည်းစောင့်နေကြပါတယ်ငားတွေနဲ့ငမန်းတွေပါအရင်ပြေးလိုက်ပါပရမတစ်နှစ်ကနေ10နှစ်လောက်ကကမ်းခြေနေနဲ့အနီးတစ်ဝိုက်မှာပဲလဲနေမှာပါတေဖို့ကတော့90ရာခိုင်နှုန်းလောက်ရှိပါတယ်ဒါက ပလတ်စတစ်တွေမပါသေးပါဘူးလိတ်တွေရဲ့52ရာခိုင်နှုန်းကပလတ်စတစ်စားမှုပါတယ်ပင်လယ်ထဲမှာခဏတော့စားလို့လွယ်တာဆိုလို့ jelly fish တွေပဲရှိပါတယ်ဒီခါလေးကြရင်တော့စားလိုက်မိတဲ့ jelly fish တွေကပလတ်စတစ်အကြီးကြီးတက်နေတတ်ပါတယ်နှစ်စဉ်လိတ်တစ်ထောင်လောက်ဒီပလတ်စတစ်အိတ်တွေစားပြီးတေကြပါတယ်ခဏတက်တဲ့အိတ်လေးတစ်လုံးကြောင့်လိတ်တစ်ကောင်တေနိုင်ပါတယ် butterfly effect ပေါ့ဘယ်သူသိမလဲ10နှစ်ကနေ30လောက်ရောက်ပြီဆိုရင်တော့ခဏရဲ့ဂျိုးလေးအရွယ်ရောက်လာပါပြီဒီတော့ဘိတ်လိုက်ချင်လာပြီပေါ့သို့တာက မိတ်လိုက်ဖို့အမကလည်းရှိမနေပါဘူးအဲ့ဒါနဲ့ပဲဘို့အဝေးရနေအတိုက်လို့ဖို့ရောက်လာမယ်အမကိုပဲဆောင်းရပါမယ်ရောက်လာရင်တော့ထိပေါက်ပါပြီတခြားတော်ဝါတွေလို့အမအတွက်တိုက်ခိုက်เสียရမလို့ပါဘူးဒီအမကတွေးတဲ့နေရာအထီကိုဖတီးပါဆယ်ရက်ကနေ14ရက်လောက်ကြာရင်တော့ဥတွေဥပါပြီဒီလိုနဲ့ပဲလက်တွေရဲ့ဘဝလဲသွားပါတယ်အခုတော့မိတ်လိုက်ပြီးကသာခင်ဗျားစီကိုပဲတန်သွားအောင်အသက်ရှင်ဖို့တခြားတော်ဝါတွေလို့ကိုယ့်ကိုပဲရွေးပြီးအမဲလိုက်မဲ့အကောင်ရေလို့တော့ခင်ဗျားဆက်ဆာမရှိပါဘူးဒီတော့ အေးအေးဖေးဖေးရှိတယ်လို့လဲမထင်ပါနဲ့ခင်ဗျားမအစိုးဆုံးရန်သူရှိပါတယ်လူတွေပါတင်မောတွေကနေဖတ်လာတဲ့ပစ္စည်းတွေနဲ့ညဉ့်ညမ်းမှုတွေကြောင့်ခင်ဗျားညီကိုတွေတေကြပါတယ်တင်မောရဲ့ပန်ဂါတွေနဲ့ရိုက်မိလို့လဲအစိုးဆုံးတန်ရာတွေရကြပါသေးတယ်ငါးဖန်းလေတွေပဇွန်ဖန်းတဲ့အချိန်ဆိုရင်လဲပိုက်ထဲမှာရောပါပြီးတော့တစ်နှစ်ကိုအကောင်တသိန်းခွဲလောက်တေကြပါတယ်တကယ်တော့ခင်ဗျားရဲ့ဘဝကနံပါတ်တွေနဲ့စော့ရတဲ့ဂိမ်းလို့ပါပဲအန်သာတုံးခောက်တယ်လို့6ချိန်မှာတစ်ချိန်ရှင်မယ်တော့မဟုတ်ပါဘူး1000မှာမှတစ်ကောင်ပဲရှင်မှာပါတင်မောကောင်းဆောင်နဲ့ ရှင်ခဲ့တဲ့တကောင်ကခဏမဟုတ်ပါဘူးဒီတော့ခဏဘာမှတည်လဲတည်ရအောင်နည်းနည်းတော့ပြန်ရစ်ကြည့်အောင်ဟိုလဲသွားပါအခုတော့မိတ်လိုက်ပြီးကသာခဏစီကိုပဲပြန်သွားအောင်သတ္တုဒိတာစားထားတာမှမကြသေးဘူးခဏတိလိုက်ရတာအကျိတ်ပေါက်နေတာပါပေါက်နေတဲ့အကျိတ်ကကာလီဖလာဝါဆိုတဲ့အကျိတ်ပါမြမလူဆိုရင်တော့ဂေါ်ဘီပန်းပေါ့လက်တည်းရဲ့90ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းတော့ဖြစ်ကြပါတယ်ဒီထဲမှာခဏလည်းပါသွားတာပေါ့တတိယတိနဲ့မျက်စိတွေပိတ်အဆာစားမရရေကူးမရတော့ဘဲနဲ့တိတ်ဆုံးသွားခဲ့ပါတယ်ရေထဲမှာနေပေမဲ့ မမွေးငင်တွေကရောက်နေတဲ့ကုန်းပေါ်ကအန်နေရီယောဂါတွေနဲ့ကြောက်စရာအကောင်းဆုံးဖြစ်တဲ့လူတွေရဲ့ပေါ်စားမှုတွေကြောင့်ဖြစ်လာတဲ့အန်နေရီကိုခင်ဗျားတို့ကခါးသီးခံနေရတယ်လို့ပါပဲဒီတော့လက်ဖြစ်ချင်သေးလားကျွန်တော်ကတော့ဖြစ်ချင်ပါတယ်ဒီလိတ်တော့မဟုတ်ပါဘူးဒီလိတ်ပါဒီဗီဒီယိုလေးရတော့ဒီလောက်ပါပဲနောက်ဗီဒီယိုရောက်မှပြန်တွေ့ကြပါ